ဂျော်ဒန်ကလင်းငယ်အများစုဟာပြင်းထန်တဲ့မတန်ဆွမ်းမှုတွေခံစားနေကြရပြီးအဓိကအမေရိကန်အကူအညီဖြတ်တောက်မှုတွေကြောင့်အရေးကြီးတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုဆုံးရှုံးရပွဲရှိနေပါတယ်။ကမ္ဘာတဝန်းကတန်ပေါင်းများစွာသောကလင်းငယ်တွေဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အကူအညီဖြတ်တောက်မှုအမိန့်နဲ့ကြောင့်ဒုက္ခရောက်နေကြပါတယ်။ သူတို့အားလုံးဟာစစ်ပွဲတွေရာဇဝတ်မှုတွေကဘာကြီးပူနွေးလာမှုဆင်းရဲမွဲတေမှုယောဂါကူးစက်မှုတွေနဲ့တခြားသောအကြောင်းအရာတွေကြောင့်ခက်ခဲကြမ်းတမ်းမှုတွေကိုရင်ဆိုင်ရုန်းကန်နေကြတာပါဂျော်ဒန်နိုင်ငံရဲ့မြို့တော် MM မှာရှိတဲ့သူတို့ကုသမှုခံယူခဲ့တဲ့ဝဲဒက်ပြန်လည်ထူထောင်ရေးစင်တာဟာထရန့်ရဲ့အကူအညီဖြတ်တောက်မှုတွေမှာပါဝင်ခဲ့ပါတယ်လူနာ600ကျော်ဟာညာတွင်ချင်းဆောင်းရှောက်မှုတွေဆုံးရှုံးခဲ့ကြရတာပါ ကလေးငယ်30ခန်းအတွက်အထူးဒီဇိုင်းထုတ်ထားတဲ့ခြေတူးလက်တူတွေနဲ့ဘိန်းတက်ကလထိုင်တွေကိုဝါရှင်တန်ရဲ့အမိန့်ကြောင့်သူတို့စီပို့ဆောင်လို့မရတော့ပါဘူး။အဲဒါကြောင့်ကလေးငယ်တွေဟာစိတ်ပိုင်းဆိုင်ရာဝေဒနာတွေလည်းခံစားနေရပါတယ်။ထရန်ဆိုရကဖြတ်သိမ်းခဲ့တဲ့ American အကူအညီ USA ဟာကမ္ဘာတဝန်းဖြန့်ဝေတဲ့အကူအညီအလုံးရဲ့52ရာခိုင်နှုန်းကျော်ကိုဒေါ်လာ52.8ဘီလီယံဘတ်ဂျက်နဲ့ထောက်ပံ့ပေးထားခဲ့ပါတယ်။ မာလာဝီမှာရှိတဲ့ကျောင်းတွေမှာလည်းအလားတူအရေအတွက်ဟာအခမဲ့အစားအစာတွေမရရှိတော့ဘူးလို့အမည်မဖော်လိုတဲ့တခြား NGO အဖွဲ့တစ်ခုကဆိုပါတယ်။အစားအစာအထောက်ပံ့တွေမရရှိရင် ကလင်းငယ်များစွာကျောင်းထွက်သွားကြပါလိမ့်မယ်။အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကြောင့်တူလာယုံနေမှာရှိနေတဲ့အစားအစာတန်ပေါင်းများစွာ ပုတ်တိုးနေတယ်လို့သတင်းတွေထွက်ပေါ်နေပြီးအလွန်စိတ်ပြက်ဖွယ်ကောင်းကြောင်း NGO အဖွဲ့ကပြောကြားထားပါတယ်။ လောကောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။